ယူကရိန်းကိုရောက်လာတဲ့ချက်သမ္မတနိုင်ငံသမ္မတဘိုးချုပ်ချီဟောင်းပါပဲချက်သမ္မတနိုင်ငံသမ္မတဘိုးချုပ်ချီဟောင်းပါပဲဟာမတ်လ23ရက်မှာယူကရိန်းနိုင်ငံကိုရောက်ရှိလာပြီးရုရှားကျူးကျော်စစ်ဗိုလ်စတင်သွန်းလှန်ခဲ့တဲ့အိုဒက်စာဒေသကိုသွားရောက်ကြောင်းယူကရိန်းသတင်းတွေကဖော်ပြထားပါတယ်ရုရှားကျူးကျော်စစ်စတင်ချိန်ကစပြီးချက်သမ္မတနိုင်ငံကနေတိုက်ခိုက်ရေးရင်တွေတရုံတွေ တရုံကကွေရေးစနစ်တွေကိုကုညီပတ်ဖို့ပေးခဲ့တဲ့နေရာဟာအိုတက်စာဒေတာဖြစ်တဲ့အတွက်လာရောက်တာ ဖြစ်တယ်လို့တမရပါပဲကဆိုပါတယ်။ကျူးကျော်ရုရှားတပ်တွေနဲ့ထိတ်တရင်ဆိုင်နေရတယ်။အိုတက်စာမီကိုလိုင်းနဲ့ခဲဆော့ဒေတာကယူကရိန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီးရှေ့တန်းစစ်မြေပြင်တွေကိုအ мян ဆုံးတိုက်ရိုက်ကုညီပတ်ဖို့ပေးနိုင်မယ့်ဤလန်တွေကိုဆွေးနွေးခဲ့တယ်လို့တမရပါပဲကပြောသွားကြောင်းယူကရိန်းသတင်းတွေကဖော်ပြထားပါတယ်။ တမရဘာဘဲဟာအိုဒက်ဆာကနေကိပြည့်မြို့ကိုသွားရောက်ပြီးယူကရိန်းတမရစီလမ်စကီးနဲ့ဆက်လက်တွေ့ဆုံဆွေးနွေးမယ်လို့လည်းယူကရိန်းအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။